ကယ်၍မိန်းကလေးတဦးကချစ်သူရည်စားမရှိဘဲနဲ့ဇီဝကံမလိုအပ်ချက်ဆန္ဒတွေကိုဘလို့ဖြည့်ရှင်းမလဲဇီဝကံမလိုအပ်ချက်ကိုပွင့်လင်းစွာလက်ခံပါတကယ်တော့မိန်းကလေးများစုကသူတို့ကိုယ်သူတို့တိတ်တိတ်ဆိတ်ဆိတ်ဖိနှိပ်ချုပ်ချယ်ထားတတ်ကြပါတယ်ဒို့ပေမဲ့ဒီလိုအပ်ချက်ကရှက်စရာကောင်းတဲ့ကိစ္စမဟုတ်ဘဲပုံမှန်အတိုင်းကိုကိုကိုဂူးဆိုင်ချင်းဆိုတာကိုနားမလဲကြတာပါဇီဝကံမကျမ်းမာရေးကခန္ဓာကိုယ်ရဲ့ပုံမှန်ဇီဝဖြစ်ပျက်မှုရဲ့လက္ခဏာပဲဖြစ်ပါတယ် အတင်းအကျပ်ဖိနှိပ်ပါကစိတ်တို့လွယ်တာအိတ်မပြောတာနောက်ဆုံးရင်းနှီးတဲ့ဆက်ဆံရေးတွေအပေါ်ထိရှားလွယ်တာတွေထိတက်ရောက်နိုင်ပါတယ်။ဒါကြောင့်ပွင့်လင်းစွာလက်ခံခြင်းကလုံးဝပုံမှန်ဖြစ်ပါတယ်။ဒီလိုမျိုးဖြစ်တာဟာလောဘကြီးခြင်းမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ကနေဂယူဆိုင်ခံရဖို့အတွက်လိုအပ်ကြောင်းထုတ်လွှတ်ပြသနေတဲ့အချက်ပြမှုကိုနားလည်ခြင်းပဲဖြစ်ပါတယ်။ဖြည့်ရှင်းတဲ့နည်းလမ်းတွေကိုလည်းရွေးချယ်ပါ။ပထမအနေနဲ့တရားဝင်အမှတ်တစိုက်ကနေထုတ်လွှတ်ထားတဲ့ မြို့သမီးတွေအတွက်တီးတက်အကူပစ္စည်းတွေကိုရွေးချယ်နိုင်ပါတယ်အုံပြုပြီးတဲ့နောက်နဲ့အုံမပြုမီမှာရေနွေးနဲ့တေချာတန့်စင်ပေးခြင်းဖြင့်ဘက်တီးရီးယားကူးစက်မှုတွေကိုရှောင်ရှားနိုင်ပါတယ်။ထို့အပြင်ကိုလတ်လှုပ်ရှားမှုပြုလုပ်ခြင်းနဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်ပါတယ်။ဇီဝကံမလိုအပ်ချက်တွေကိုတွေဝိုက်သောနီးနဲ့ထိညိပေးပြီးတော့ခန္ဓာကိုယ်ကိုမျှတတဲ့အခြေအနေကိုထားရှိနိုင်ပါတယ်။ကုကုကိုကူးစိုက်ခြင်းဆိုတာကိုလက်ခံပါ။ မြို့သမီးတွေကကိုကိုကိုဖြည့်ဆည်းပေးခြင်းပေါ်လူမှုအတိုင်းဝိုင်းရဲ့ဗလိုက်မှုကြောင့်အပြစ်ရှိတယ်လို့ခံစားရနိုင်ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့မြို့သားတွေလိုပဲမြို့သမီးတွေကလည်းသူတို့ရဲ့ဇီဝကံမှလိုအပ်ချက်တွေနဲ့ဂိူးဆိုင်ခြင်းတွေကကိုကိုကိုချစ်တဲ့ပြရုပ်တစ်ခုပဲဖြစ်ပါတယ်။သူတို့ဘာရဲ့အမြင်ကြောင့်မလို့ကိုကိုကိုညှင်းပယ်ဖို့အတွက်မလိုအပ်ပါဘူး။ကျမ်းမာတဲ့နီလန်းဖြစ်ပြီးတော့ခန္ဓာကိုယ်ကိုမထိခိုက်သင့်၍နောင်တရနေကြမလို့ပါဘူး။တကယ်တမ်းတော့ မိန်းကလေးတဦးချစ်သူရည်စားမရှိတဲ့အခါအာတင်းမီတီးခတ်မီနေခြင်းဟာတခုတည်းသောအဖြစ်မဟုတ်ပါဘူးမိမိခန္ဓာကိုယ်ရဲ့အချက်ပြမှုတွေကိုနူးညံ့တိမ်မွေးစွာတုံ့ပြန်တတ်ဖို့အတွက်တည်ယူရပါမယ်ပူမူရင်ကျက်တဲ့လူနေမှုဘဝပုံစံလေးဖြစ်ပါတယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့တင့်ခန္ဓာကိုယ်ကဒီကူးဆိုင်မှုကိုခံယူထိုက်တယ်လို့ယူဆရတဲ့အကြောင်းဖြစ်ပါတယ်ဒီလိုမိမိကိုယ်ကိုကူးဆိုင်မှုကတရားဝင်လိုအပ်တဲ့အရာဆိုတာကိုစတင်လက်ခံလိုက်ပါအားလုံးပဲ 表现前面加把才行。